နေ့တိုင်းရေချိုးကြရတဲ့တကူလုံးကအစိပ်ပိုင်းအလုံးကိုတက်ရှင်ပြီးသားဖြစ်တယ်လို့ထင်ကြပါသလားဒါဆိုရင်တော့မေးစရာရှိနေပါပြီနော်ဒါကတော့ရေချိုးတိုင်းမှာတကူလုံးကအစိပ်ပိုင်းအလုံးကိုတေချာလေးတက်စီဖြစ်ရလားဆိုတာပါတက်ရှင်ဖြစ်တယ်ဆိုရင်တော့မှအခုပြပြမယ့်အစိပ်ပိုင်းတွေကိုတေချာရောတက်ရှင်မြည်လားဆိုတာကိုနားထောင်ရင်းနဲ့ဖြည့်ကြည့်ပြပါအောင်နော် ကိုကနေ့တိုင်းနဲ့ရေချိုးတယ်အပတ်စဉ်ခေါင်းလျှော်ဖြစ်တယ်ဆိုရင်တော့မှဒီအစ်စ်အပိုင်းတွေကိုတေချာလေးတက်ရှင်လို့ဖြစ်တယ်ဆိုသူကခက်ရှာရှာပါ ကိုတိုင်ရောတေချာလေးတက်စီဖြစ်ရလားဆိုတာကို အတူတူကြည့်အောင်နော် ပထမအဆုံးကတော့ဥယျာပြပါခေါင်းပုံမှန်လျှော်တိုင်းဥယျာများကိုတက်စီဖြစ်တယ်လို့မဆိုနိုင်ပါဘူးကောင်းချော်တဲ့အခါမှာစံသားကစိတ်ကြက်ကြက်ဖြစ်နေတာတွေကိုတက်တာသွားစေဖို့ပဲအဓိကထားတတ်ကြပါဗျ။ ဥယျာပြားကိုလက်သေးနဲ့ကုတ်တာမျိုးရှိပြီးမြင်ဥယျာပြားမှာရှိတဲ့ဆဲတွေတွေကိုစနစ်တကျဖယ်ရှားတန့်စင်ပြီးတဲ့သူတွေကတော့ခရှားရှားပါနော်နောက်တစ်ခုကနေရွက်နောက်ဖက်ပါ နေရွက်ထဲကနှစ်ပါးကြီးတွေကိုတော့နားရတဲ့အတွက်ကြောင့်မလို့တန့်စင်ပြီးပြီးမြင်တနခါပဲလင်းလင်းမိတ်ကပ်ပဲလင်းလင်းအမြဲနဲ့နေရွက်အနောက်ဖက်ကိုပအောင်လင်းလိရှိသလို စပင်းနေရှိတဲ့အခါမှာလည်းချွေးတွေနဲ့အပ်တယ်လို့ဖြစ်ပြီးတော့ကြီးတွေပါတက်နေတဲ့နေရွက်နောက်ဖက်ကိုတော့တေချာလေးမတက်ရှင်မိတကြပါဘူး ောက်တစ်ခုကတော့နောက်ကျော်ပါရေချိုးတဲ့အခါမှာလက်လန်းမီပြီးတော့အနံ့အစိုးထွက်ထွက်တဲ့အတွက်ကြောင့်မို့လို့ဂျိုင်းချောက်ကိုတော့တက်စေပေးပေးမယ်လက်မီတဲ့အတွက်ကြောင့်ရဲ့မျိုးစိရှိမှရှိမနေတဲ့အတွက်ကြောင့်ရဲ့ဆိုပြီးတော့နောက်ကျော်ပြင်ကိုတော့တေချာတက်စေပေးတဲ့သူကရှားပါတယ်အဲ့လိုနဲ့နောက်ကျော်ပြင်မှာအစီအစုပြီးတော့အစီဘူးတွေစားဝတ်ချက်တွေဖြစ်လာပါတော့တယ်နောက်တစ်ခုကတော့လက်သေးအောက်ပါအစားမစားခင်နဲ့အင်နာကစင်လာတိုင်းပေါ့နော်။နှာချေးပြီးတဲ့အခါတွေညက်ပက်တာတွေကိုကင်တွယ်ပြီးတိုင်းမှာလက်တွေကိုဆေးကြောပေးမယ်။လက်သေးအောက်ဖက်တွေတော့မဆေးမိတာများပါတယ်။ တကယ်တော့လက်သက်အောက်ဘက်မှာကဘက်တီးရီးယားတွေကပိုပြီးတော့များနေကြတာပါ။ဒါကြောင့်လက်ကနေတဆင့်ယောဂပိုးမှတွေဗိုက်ချရမသွားစေဖို့အတွက်လက်စေးတဲ့အခါတိုင်းလက်သက်အောက်ဘက်တွေကိုပါတေချာလေးဆေးကျွတ်သင့်ပါတယ်။နောက်တစ်ခုကတော့ရှာပါ။တော်တော့ပုံမှန်တက်ကြပြီမယ်။ရှာကိုတက်ပြည့်တဲ့သူကတော့ခက်ရှာရှာပါ။တကယ်ကတော့ရှာရေမြို့လူပါပဲ။ပစက်တွေကိုထည့်ပြီးတော့စားသမျှအားလုံးကိုရှာဆုပ်ယူပါရတယ်။ဒါကြောင့်မို့လို့တော်တော်တဲ့အခါမှာတပုတ်တန်တဲ့ရှာကိုပါတေချာလေးတိုက်ဖို့လိုအပ်ပါတယ်။ တော်လေးတွေကဖြူဝေးသလိုရှာလေးကလည်းပန်းရောက်တတ်နေဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့သထောင်စစ်ပါ။သထောင်စစ်ကိုရေချိုးတဲ့အခါမှာဂျီတူမီရဲ့သူကတော့ခတ်ရှာချပါ။တကယ်တော့တနေ့တာမှာလက်ထောက်မိချိန်လိုက်ပေါ့နော်။သထောင်စစ်ကိုယောဂဘိုးတွေဖုံမို့တွေကတ်တယ်နေနိုင်ပါတယ်။အဲ့ဒါကြောင့်ပဲသထောင်စစ်မှာအသက်မတက်တာဂျီခွက်တွေဖြစ်တာမျိုးဖြစ်လာနိုင်ပါတယ်။ဟောတော့ကခြေချောင်းကြပါ။ခြေတော့တွေကိုတေချာလေးတက်စင်းနေအောင်လို့တက်တက်ကြပါမယ်ခြေချောင်းကြားတွေကိုတေချာလေးတက်စင်းပြီးတော့သူကတော့ခက်ချာချာပါ ခြေချောင်းလေးချောင်းမှာလည်းပိုးတွေကတ်တယ်နေနိုင်ပါတယ်ဒါကြောင့်မို့လို့ရေချိုးတဲ့အခါမှာခြေချောင်းလေးတွေချားကိုလည်းတေးချလေးတက်စေပေးဖို့လိုအပ်ပါတယ်တော်တော့ကတော့ခုတ်ပါလေဘေးမှာဂျီယူတွေဖြစ်မှာဆိုလို့လေဘေးကိုတေးချတတ်ရှိပေမယ့်လေဘေးရဲ့နောက်ပိုင်းကုန်းနေရာကိုတော့တိတိကျကျဂျီချိုးတက်စေတဲ့သူကတော့ခက်ချာကြပါတကယ်တော့ဂုတ်ကိုလည်းပေါ့နော် ရှင်နွေးနွေးဆက်ပြအပြော့စားလေးနဲ့ရေမြုပ်ကိုတုံးပြီးတော့တေးချလေးတက်စေဖို့လိုအပ်ပါတယ်ဒီတော့အခုပြပေးခဲ့တဲ့အစိပ်ပိုင်းမျိုးကို ကိုကိုတိုင်ရောတေချာတက်ရှင်မီရလားမလုံးမိဘူးဆိုရင်တော့ဒီနေ့ကစပြီးတော့တေချာလေးတက်စီပြီးပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနေကောင်းချလိုက်ပါတယ်။နောက်ထောင်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။